ပရိသတ်ကြီးတို့ရေတနိုင်ကန်လုံးကမြန်မာပရိသတ်တွေကတော့ခုလိုမျိုးနာမည်ကျော်ဆရာတော်တွေပေါ့လေသူတို့ပြတော့စစ်ကောင်စီကိုထောက်ခံတဲ့ဆရာတော်တွေကခုလိုမျိုးဂျက်ရှွာဘန်နိုင်ပွဲရတဲ့ကိစ္စနဲ့ပတ်သက်ပြီးမဟုတ်တဲ့ဟာတွေရှုပ်ပြောနေကြလို့တနိုင်ကန်လုံးကဒါမြန်မာပြည်သူဗုဒ္ဓဘာသာဝင်တွေကတော့တော်တော်လေးကိုဒီဘုံကြီးတွေရဲ့ပြောတဲ့စကားဟုတ်ကိုစိတ်တူနေကြပြီပဲဖြစ်ပါတယ်ပထမဆုံးပေါက်ကူတော့ဗျာ ပုံကူရဲ့စကားကိုလူကြီးမင်းတို့ပြည်သက်တွေနားထောင်ပေးကြပါအောင်ကျွန်တော်ပြီးတော့ထည့်ပေးထားပါတယ်လူမင်းပုံကြည့်ရင်နမင်းမနေနိုင်ဆိုတော့လိုပဲเนาะတိုင်းပြည်လုံတိုင်းပြည်အုပ်ချုပ်တဲ့မင်းလုံတဲ့ဘရင်ကဘုံကံကြီးမားလာပြီဆိုလို့ရှိရင်လည်းဒီလူပြည်သားတွေလည်းအလိုလိုရင်ဘုံကံကြီးမားလာပါတယ်ဘုံကံမြင့်မားလာပါတယ်ဗျာနော်အဲ့တော့ဦးဇင်းတို့ကအတိတ်တွေနမိတ်တွေကမယုံလို့မရပါဘူးဗျာနော် အခုခင်ဗျားတို့ကြည်ပါဦးဇင်းတို့မြန်မာနိုင်ငံမှာခင်ဗျားတို့ဘလို့အနေထားပဲမြန်မာနိုင်ငံကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဘလို့ပဲဆရာနာရှင်ကဘလို့လုပ်တယ်ညာလုပ်တယ်ပဲပြောပြောပြဇုံမူကြီးမင်းအောင်လိုင်းကာချုပ်ကြီးမင်းအောင်လိုင်းယာယီဓမ္မတာကြီးမင်းအောင်လိုင်းဟုတ်လားသူ့ရဲ့ဘုံကံကိုတော့ခင်ဗျားတို့ရှင်းလို့မရသူ့ရဲ့ဘုံကံကြီးမားပုံတော့ခင်ဗျားတို့လက်ခံရမယ်အခုကာချုပ်ရဲ့ဘုံ တိုင်းမျိုးထွက်တဲ့မင်းလို့ဘင်းရဲ့ဘုံကံကြောင့်ဗန်ကခပတ်ရပါတယ်ဗျာနော်ခပတ်ရစိုးရောကဗျာလူကြီးမင်းတို့ရေဒီပုပ်ကူရိုကြီးကဘလို့မှန်းကို မသိဘူးနော်ဒါအခုလိုမျိုးဂျော်ရှွာဘန်ကြီးကအနိုင်ရတာကယာယီသမရဘုံကံကြီးလာလို့ဆိုပြီးတော့ယာယီသမရမင်းအောင်လိုက်ပေါ့ဗျာမင်းအောင်လိုက်ကဒါဘုံကံကြီးလာလို့ဂျော်ရှွာဘန်ကြီးရဲ့ တော်သွားတယ်ပေါ့နော်ဆိုတော့ဘာဆိုင်လို့တော့ဒါကနော်ဗုဒ္ဓလမ်းစဉ်နေရောမကြိုက်ဘူးဟိုယာယီသမရဘုံကံမြင်တာနေပဲ UFC ကပဲနော်ဘာမှဘာဆိုဘာမှမဆိုင်တာဗျာဘာတွေမှမသိဘူးတီတူဆိုတော့ဘုရားကြီးကတော့ပြောပါတယ်ဟာလာအခုလိုမျိုးကျော်ရှာပန်ကပတ်ရရတဲ့အချောင်းကြီးကကပတ်စမြက်ထဲမှာဒီနော်ဒါဘောက်ဆင်နဲ့အောင်မြင်ရတဲ့အချောင်းကြီးကလုံခဲ့တဲ့ကျွန်တော်တို့အရင်ဘဝတုန်းကပေါ့ဗျာဒီဓမြတိုက်နေတဲ့ ဗျမတိုက်ခံရတဲ့เนาะဒါမိသားစုတစုကိုသူ့ရဲ့ကိုယ်ခံပညာနဲ့ကယ်တင်ခဲ့လို့လို့ဆိုပြီးတော့ပြောသွားခဲ့တယ်ပေါ့เนาะဆိုတော့ဒီလိုမျိုးအချောင်းကြီးနေအောင်ဖြစ်မယ်လို့ပြောသွားခဲ့တယ်ပေါ့เนาะဆိုတော့ဒါကတော့ဟိုကြိုက်ပါတယ်เนาะကျွန်တော်တို့ဘလို့စုရဲ့လက်ခံတီးဖြစ်စေလက်မခံတီးဖြစ်စေဒါကတော့ဖြစ်နိုင်ပါတယ်အခုလိုမျိုးဟိုယာယီသမရမင်းအောင်နိုင်ကြီးကဘုံကံမြစ်လာလို့ဂျော်ရှွာဘန်ကြီးကရုပ်စစ်ကပတ်ရတယ်ဆိုတာကတော့ဘလို့မျိုးကြီးလည်းမသိပါဘူးကွာတော်တော်လေးစိတ်ညစ်ဖို့ကောင်းတယ်เนาะဒါပြည်သူတွေကလည်းစိတ်ညစ်နေကြပြီတော်တော်လေးကိုစိတ်ညစ်ဖို့ကောင်းတယ်